။လောကမှာလူဖြစ်လာတယ်ဆိုရင်မြတ်စွာဘုရားကမျက်စိနှလုံးရှိရမယ်တဲ့။မျက်စိနှလုံးဆိုတာတလုံးကဘာလဲလို့ဆိုရင် စီးပွားရှာနိုင်တဲ့မျက်စိဖြစ်ရှိရ။ဟောစီးပွားရှာတဲ့ဒီလိုပြောစီဝါရှာတဲ့မျက်စိဆိုတာဘယ်လိုဟာတော့မရသေးတဲ့စီဝါဥစ္စာရတတ်တယ်။ဟာ။ရမိသားဖြစ်တဲ့စီဝါဥစ္စာ Gloter la an Gloter de Ere lo Loun lain ne si po pienya. A lo rozo lo wa ma a peche mokre. Sa se a ye, wo se a ye, ni se a ye, me jama ma ye, se wa so de. Pi si le wa ma me shi do shi. Lo lo teshe. Onyi de le pi si le wa be, lu de le pi si le wa be. ်အရှိတတ်တော်ပစ္စည်းလေးပါဆိုတာအသက်ရှိဖို့အတွက်အထောက်ပံ့နေလို့ဆိုလိုတာပစ္စည်းဆိုတဲ့အဓိပ္ပာယ်ကပစ္စည်းရဘဝမှာအသက်ရှင်တန်းနေဖို့အတွက်ထောက်ဖို့ရှင်နေဒီပင်တပင်ဟာရှင်တန်းနေဖို့အတွက်ဘာလို့အပ်လူတွေနဲ့မတူတာတော့ရှိတာပြပင်မှာဘာလို့အပ်ညကြီးမြေလို့အပ်တယ်ပစ္စည်းလို့အပ်တယ်ရေစီလို့အပ်လေတို့ ပူငွေတို့ဓာရီလက်လိုအပ်တာနော်တစ်ပင်တစ်ပင်ရှင်သန်နေဖို့အတွက်လိုအပ်တဲ့အကြောင်းတရားတွေရှိတာလူတယောက်ဟာလဲလောကကြီးမှာမွေးလာလို့ရှင်ရှင်သန်ဖို့အတွက်ပါလဲစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမမှဖြစ်စေဝါဟောဒါဟာဘဝရည်တည်မှုအတွက်လိုအပ်ချက်တွေလို့ဆိုလိုတာပေါ့ဒီစီလေးပါဆိုတာပြောတာပဲ။ အဲ့တော့အခုလူဘဝမှာပစ္စည်းလေးပါဘူးဆိုတာဟာတချို့ဟာမွေးကလေးကကံကောင်းလာသေးတဲ့အတွက်ကြောင့်ပြည်စုံတဲ့မိဘရဲ့အိမ်မှာလူဖြစ်သည့်အတွက်ကြောင့်စာဝတ်နေပြည်စုံလူတိုင်းဒီတိုင်းကိစ္စနာမဟုတ်ဘူးကိုယ့်ရဲ့အတိတ်ခံကကျိုးပေးကောင်းတဲ့ပုံကိုယ်တွေပြည်စုံအကျိုးပေးမကောင်းတဲ့ပုံကိုယ်တွေကြတော့ နားစရာတို့ဦးစရာတို့နေစရာတို့ဆိုတာတွေဆက်ဆက်ပြင်မပမှန်ချက်ကြံပြီးတော့မှဘဝကိုယက်တီအောင်ပြုံးနိုင်တာဟောအဲ့ဒီလိုယက်တီမှုတွေရနိုင်အောင်ပညာမရှိရဲနဲ့လည်းဘာမှလုပ်လို့မရဘူးတဲ့ဒါကြောင့်ဟိုနမတိကစီပွားရေးနဲ့ပတ်သက်တဲ့ပညာကိုတက်ဖို့လိုအပ်တယ်လူတိုင်းလူတိုင်းရက်စွာစရာဒါကိုဟော ။နောက်မျက်စိကလုံးကဘာတော့ဆိုလို့ရှိရင်လောကလူတွေဟာစီးပွားရှာစမ်းထိုင်ယုံနဲ့ပြည့်ပြည့်စုံမလားမပြည့်စုံဘူး။စီးပွားတော့ရှာရတဲ့ကိုချင်းတရားဘက်ကအသိဉာဏ်မရှိဘူးအမြင်မရှိဘူးအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးမသိဘူးပြည့်စည်တာအပြည့်မရှိတာမသိဘူးလုံးတဲ့နာနဲ့မလုံးတဲ့နာမသိဘူးဆိုလို့ရှိရင်ရသမျှစီးပွားနဲ့ပြည့်စည်တော်နေ ကိုချင်းတရားပြပြသွားတဲ့ပုံကိုကြီးရလာတဲ့စီးပွားပျက်စီးဖို့စီးကြောင်လဲဒီပုံကပျက်စီးသွားဒါကြောင့်ကိုချင်းတရားအနေတဲ့ပုံကိုဒီမျက်စိအမြင်မရှိတဲ့ပုံကိုစီးပွားတိုးတက်လေလေပျက်စီးလေလေဖြစ်တယ်မထိုင်နိုင်ဒါကြောင့်ဒုတိယလိုအပ်ချက်မျက်စိကဘာလဲလို့ဆို ကောင်းတဲ့အဆိုးခွဲခြားသည်တာလှုပ်တင်တာနဲ့မလှုပ်တင်တာပြည့်စုံတာနဲ့မရှိတာကုသိုလ်နဲ့အကုသိုလ်ခွဲခြားမြင်တတ်တဲ့ပညာမျက်စိမျိုးတဲ့အဲ့ဒီလိုစီးပွားရှာတတ်တဲ့ပညာမျက်စိကတလုံးအကောင်းအဆိုးအပြည့်ရှိပြည့်မဲ့ခွဲခြားပြီးတော့သိတတ်တဲ့မြင်တတ်တဲ့ပညာမျက်စိကတမျိုးတဲ့အဲ့ဒီပညာမျက်စိနှမျိုးပြည့်စုံမှလူဆိုတာပြည့်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့